ဲမှာတားခဲ့သမီးရဲ့များကခရီးရဲ့အိမ်တော်ရဲ့တပတ်သွားတဲ့မိသားစုကဲတို့မိတ်ဆွေများဆိုတဲ့ခေါင်းစဉ်နဲ့ပြန်ဆက်ပြီးဆရာဆရာမများပုပ်ပုပ်ဖွားဖွားများပုပ်ပုပ်မမများကိုစုဖော်ပြတတ်မှာဖြစ်ပါရဲ့ရှင်တခါတော့ကဖျားသခင်ဖန်ဆင်းထားတဲ့အနောတရာလှပတဲ့တောအိုလေးထဲမှာစစ်စရာကောင်းပြီးမတူညီသောအစွမ်းစားလှပမှုပုံတံတွေ꿰ပြတဲ့ဒိဋ္ဌိဆံလေးများမိထိုင်ကြပါရဲ့ ။မင်းရဲ့တိမ်မွေးစာနေထိုင်တတ်ပြီးချစ်စရာကောင်းတဲ့လူမလေးရဲ့ကိုယ်တည်းပြီးတိပိကျိုးတိပိသားမှာအမိပွားလေးနဲ့ခုံလွားပြေလွားဆောက်ကစားတတ်တဲ့ရှိကလေးရဲ့ ကောင်းနေတတော်များထဲမှာကိုရေကြီးမားဆိုခွန်အားကြီးဆုံးဖြစ်ပြီးကြီးမားတဲ့နေရွက်နဲ့သူများနဲ့မတူတဲ့နှမောင်းပါပြီးစိတ်ရှည်တိခန့်နာခံတတ်တဲ့စင်မလေးရဲ့အညိုရာမစင်ရှိပြီးတိမေများကိုနှင်းမြစွာတတ်နိုင်တဲ့မြောက်မြိုလေးရဲ့ကြီးမားသောခန္ဓာကိုယ်နဲ့တုတ်ခိုင်သောခြေထောက်များရှည်တိုချွတ်ထွက်နေသောနှက်ခေါင်း ဆုံးခွာနေသောအမွေများမကြက်ရွံ့၍လမ်းလျှောက်နိုင်သောခြေချောင်းများတူသောအမိပါတဲ့ဝတ်ဝန်လေးရဲ့လမ်းပါရဲ့အရာဆင်းရှိပြီးအနှောင်းနှင်းညံစွာပြေးလွားသွားပါနိုင်တဲ့တပင်တပင်မလေးရဲ့ဒီရဲ့ကောက်ချိတ်သောနှုတ်ကြီးနှင့်စိမ့်ဆူလပသောအမွေးကြောင့်ရှိပြီးစကားအလွန်များသောစက်သူရွေးမလေးရဲ့ ပန်းမွေပြားကဲတို့တပ်ပတဲ့အကြောင်းပန်းလေးတွေရှိပြီးအတောင်ရှိပန်းများမှုတင်စားဖို့တဲ့ဟိတ်ပြမလေးရဲ့အမေရောအစင်းရှိပြီးနှင်မြန်တဲ့မျိုးလုံးကိုပိုက်ဆိုင်ထားပြီးလက်ပတဲ့အစင်းစံမရှိပေမဲ့ကုလူမျိုးကိုချစ်ပြီးစီလုံးမှုရှိတဲ့အကြီးကန်းလေးရဲ့ အတူတူမဆော့ပဲတယောက်တည်းနေထိုင်ရင်နာရာတော်ထဲမှာအလှဆုံးပဲမမမားတဲ့လူဘူးမှမရှိဘူးတနည်းမှာတော့ယုံမလေးကိုမိတ်ဆွေဖွဲ့ဖို့ရန်အတွက်ဝတ်ဝင်လေးရဲ့ရှစ်လေးရဲ့ជីကဲလေးရဲ့ကယုံမလေးအိမ်ကိုသွားရခဲ့တယ် ဒီလိုနဲ့ဝုံဝန်လေးရဲ့ရှစ်လေးရဲ့ကြီးကန်းလေးရဲ့ကစိတ်ပြက်လက်ပြက်နဲ့ထွက်လာခဲ့တယ်။ဝုံဝန်လေးရဲ့ရှစ်လေးရဲ့ကြီးကန်းလေးရဲ့ကပြန်လာပြီးတခြားတငယ်ချင်းတွေကိုရုံမလေးအကြောင်းပြောပြတယ်။ကလေးမလုံးချင်ဘူး ရင်တို့ဘာလို့လဲတကယ်ကြီးမလို့ရှင်ဘူးဘာလို့လဲတကယ်ကြီးမလို့ရှင်ဘူးဘာလို့လဲတကယ်ကြီးလက်ကြည့်ရပါလားတော့မလေးကတော့ဖျားတိကျိုလဲဝင်းပြုတ်ခြင်းမပြုတ်ပဲနေရတကယ်ချင်းပေါင်းသိမရှိတနည်းတစ်နည်းသူ့ရဲ့အလှတရားကိုချီးကျူးပြီးတော့နေတယ် အခြားသောတငယ်ချင်းတွေကတော့အိမ်ကြီးထဲမှာသူတို့ကွာနေထိုင်ကြတယ်သူတို့တွေကဘုရားသခင်ကိုချစ်တဲ့တိရိစ္ဆာန်လေးတွေဖြစ်တယ်သူတို့ကမနဲ့နဲ့ညတိုင်းသူစုဝေးပြီးဘုရားသခင်ရဲ့ကောင်းမြတ်ကြောင်းကိုချီးမွမ်းဝတ်ပြုဖို့ဝယ်ကြတယ်ဒီနေ့မှာတော့တောအုပ်ကိုနေပြင်းပုံတိုင်းတိုက်ခတ်ပါတော့တယ်ဘူးဘူး ာယုံမလေးရဲ့အိမ်ကပြုတ်ပြက်သွားပြီးယုံမလေးကတော့မိုးရေထဲမှာအချောင်းပြုတ်တုံးလို့ပြီးမိုးလေးရှာတယ်။အခြားသောသတိစံကြီးကတော့လေပြင်းမုန်တိုင်းတိုက်ခတ်တော့လေဖျားသခင်ကို ချီးမွေးမှုပြုကိုွယ်ပြီးတတိရှိစွာနေထိုင်ကြတယ်။လေပြင်းမုန်တိုင်းတိုက်ခတ်ပြီးငြိမ်သွားတဲ့အခါမှာတော့တငယ်ချင်းတွေကယုံလေးကအစီပြေပါမလားသူ့အိမ်ကအစီပြေပါမလားတွေးမှုပြီးယုံမလေးစီကိုသွားဖို့ဆုံးဖြတ်လိုက်ကြတယ်။

à tụng nòng đó à giáo tình hình dưới này của cháu bạn kể đấy Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn သွားကြမယ်နော်အောင်ဆောင်တော့တငယ်ချင်းတွေကပျော်ပျော်ရွှင်ရွှင်ထိုင်ကြပါတယ်။အကြောင်းနဲ့အကြောင်းနဲ့တရားဒီကျက်စရာကြီးကိုမိသားစုကိုသွေးသားရင်မှာမိသားစုမဟုတ်ဘဲတငယ်ချင်းမိတ်ဆွေတွေလည်းစစ်မှန်သောမိမိသားစုတွေဖြစ်ပြီးဖျားနဲ့သွားလာတဲ့အခါရေတပ်ဝမ်းမြောက်ခြင်းတွေခံစားရတယ်။ဖျားသခင်ရဲ့ကွယ်ကဆောက်ရှောက်မှုတွေခံစားရတယ်ဆိုဒီပုံပြလေးအပြင်ဖော်ပြချင်ပါတယ်။